ဒီမိုကရက်တစ်မြန်မာတန်ရုံမြင့်တကြားပြည်သူများမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ရဲ့စတူဒီယိုကိုဖိတ်ခေါ်ထားသူကတော့မိုးနေလီဖြစ်ပါတယ်မိုးနေလီဟာဆိုလို့ရှိရင်ကချင်မျိုးသမီးစီယုံရဲ့ဒီပြောခွင့်ရသူဖြစ်ပါတယ်ခင်ဗျာမိုးနေလီ ਨੇ ကျွန်တော်တို့မင်းမြန်တော့မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့ဒီစစ်ပွဲတွေဖြစ်နေတယ်ဒါလူခွင့်ချိုးဖောက်မှုတွေရှိနေတယ်ဒုက္ခသည်တွေရှိနေတယ်ပေါ့နော်အဲကချင်နယ်ဇက်ရှမ်းနယ်ဇက်တွေမှာပေါ့အဲ့တော့အဲ့ဒီကချင်နယ်ဇက်တို့ရှမ်းနယ်ဇက်တို့ပေါ့နော် တဲ့မှာလဲဒီကချင်မျိုးသမီးစီယုံကဒီတွားပြီးတော့တည်င်းနေယူဟာလာကုညီထောက်ပါမှုတွေလုပ်နေတဲ့ခါကြတော့အမားတို့အတွေ့အကြုံပေါ်လေအဲ့ဒီနေမီရဲ့အခြေအနေကဘယ်လိုရှိနေလဲဆိုတာလေအရင်ဆုံးစပြီးတော့ပြောပြပါခင်ဗျာဟုတ်ကဲ့ဆိုတော့ကျမတို့နေမြင်မှာပေါ့နော်ကချင်ဒေတာမှာဆိုလို့ရှိရင်ဒီစစ်ပွဲတွေစဖြစ်တာ2017ကလေးရောက်ပေါ့အခုဆိုလို့ရှိရင်လည်းတော်တော်နှစ်ကတော်တော်ကြာသွားပြီပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ရက်တွေမှာပဲပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်လာတဲ့စစ်ပွဲတွေကြောင့်ဒီအာ ဒုက္ခတွေတွေကအများကြီးပြန်ပြီးတော့ထွက်ပြေးနေရတာပေါ့နော်ဆိုတော့အဲ့ဒီထဲမှာမှပို့ပြီးတော့ဒီအဲကလေးတွေပေါ့နော်ဒီအာလက်နက်ကြီးတွေပြစ်ပြီးတော့ဒီအသေးအသက်ခံရတဲ့ကိစ္စတွေလည်းရှိနေတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအမျိုးသမီးတွေဆိုလို့ရှိရင်လည်းဒီလမ်းတော်လမ်းလာပေါ့နော်ဒီလမ်းတော်လမ်းလာအခြေအနေမှာအဖမ်းဆီးချုံနှောင်ခံရတာတို့ပြီးလို့ရှိရင်အတ္တမပြုကျင့်ခံရတာတို့ဒါတော့ဆက်ပြီးတော့ရှိနေတဲ့တည်င်းတွေကျမတို့အာတည်နေရတာပေါ့နော်ပြီးလို့ရှိရင်ဒီလူထုတွေလည်း ထွက်ပြေးတင်းချောင်နေရတဲ့အပေါ်မှာတချို့ဆိုရင်ဖမ်းဆီးပြီးရောရိုက်နှက်ခံရတဲ့အခြေအနေလည်းအများကြီးရှိနေတယ်ပြီးလို့ရှိရင်ဒီလေရင်နဲ့ပြက်တဲ့ဒီဘုံတွေကြောင့်ပေါ့နော်ဒီဖျားเจ้าတွေပျက်စီးပြက်စီးမှုတွေရှိတယ်ပြီးလို့ရှိရင်ဖျားเจ้าမှာရှိနေတဲ့ အာပြည်သူတွေပြီးလို့ရှိရင်ဘာသာရေးဆရာတွေပေါ့နော်အာကြောက်အလန့်အားနဲ့ထွက်ပြေးတိမ်းချောင်ပြီးတော့တခြားနိုင်ငံမှာခိုးလုံနေရတဲ့အခြေအနေပေါ့နော်ဆိုတော့အဲ့ဒီထဲမှာတခြားနိုင်ငံဆိုတော့တရုတ်ပြည်ပေါ့တရုတ်ပြည်ပေါ့နော်တရုတ်ပြည်ဘက်မှာကနီးရဆိုတော့နေဆက်ဆိုတော့ဆိုတော့အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒီအမျိုးသမီးနဲ့ကလေးတွေကတော့တော်တော်လေးကိုဒုက္ခခံနေရတာပေါ့နော်ထွက်ပြေးရပြီဆိုတော့ကလေးအဲရှိတဲ့အမျိုးသမီးဆိုရင်ပို့ပြီးတော့ဆူဆူဝါခံရတယ်အခုချိန်ဆိုတော်တော်အေးရလေအေးတဲ့ယာတီရေဆိုတော့တို့မှာ အဒီအဝတ်အထည်တွေမလုံလောက်တွေပြီးလို့ရှိရင်ဒီစောင်းတွေအနှွေးထည်တွေမလုံလောက်တဲ့ကိစ္စတွေပေါ့နော်ဆိုတော့ဒီဒီဒန်ကိုလည်းတို့ကအာတော်တော်လေးကိုဆူဆူဝါခံနေရတယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာကျွန်တော်ဖြတ်မိနေတာလေဒီပြီးခဲ့တဲ့ဒီဆယ်ရက်နေဆိုလို့ချင်းလေအဲကမ္ဘာလူခွင့်နေပေါ့နော်ဆိုတော့လူအခုပြောတဲ့အတိုင်းဆိုရင်ဒီနေဆက်ဒီမှာတရုတ်နေဆက်ပေါ့နော်လူသူတွေခြင်းနေဆက်ဒီမှာဒုက္ခတွေလည်းများနေတယ်နောက်ပြီးတော့ဒီလူခွင့်ချိုးဖောက်မှုတွေရှိနေတယ်ပေါ့ဆိုတော့ပြောသလိုမျိုးလက်နဲ့ကြည့်နေပြစ်လို့ကလေးကြီး အတီတာတို့အဲ့ဒါလူတွေတီတာတို့ဖြစ်နေတဲ့အပိုင်းနေပေါ့လေဆိုတော့ပြောလို့လေမြန်နဲ့ပြစ်တယ်ပါညာဆိုတာတော့အစိုးရဘက်ကပေါ့လေဒါပေမဲ့အစိုးရသတင်းစာတွေဘက်ကအစိုးရဘက်ကပြောရေးဆိုခွင့်ရှိသူတွေဘက်ကပြောတော့လေဒီဒီလိုမျိုးရွာတွေကိုလက်လက်ချင်းပြစ်တာကဒီတစ်ဘက်ကတော်လိုင်းဖွဲ့စည်းဒီဘက်ကလို့ပြောတယ်ပေါ့နော်အခုအခုလို့တော်လိုင်းဖွဲ့စည်းဒီဘက်ကပြောပြန်တော့လေဒီအစိုးရဘက်ကလုပ်တယ်လို့ပြောတယ်ပေါ့အဲ့အပေါ်မှာဟိုတော်လိုင်းဖွဲ့စည်းဒီဘက်ကပြစ်တဲ့လက်လက်ချင်းရောမဖြစ်နိုင်ဘူးလား ဒီအစိုးရဘက်ကကြည့်ပြလာပေါ့ဘလို့အတွေ့အကြုံမျိုးဘလို့သတင်းညမျိုးကြီးရလဲဟုတ်ကဲ့ကျမတို့ဒီအဲဒီပြည်သူလူထုပေါ့နော်အဲ့မှာဒေတာခလူထုတွေနဲ့ကျမတို့ဒီတွေ့ဆုံမင်းမြတ်တဲ့အခါကျတော့တို့ရဲ့ပြောပြချက်အရဆိုလို့ရှိရင်ဒီလက်နက်ကြီးတွေလာတာကဒီအဲဒီတက်မတော် တက်တွေဆွဲထားတဲ့ဘက်ကနေလာတဲ့နတ်ကြီးတွေကဖြစ်နေတယ်ဆိုတဲ့ဟာတွေသူတို့ကအတိလင်းပြောပြတာရှိတာပေါ့နော်ပြီးလို့ရှိရင်ဒီခံရတဲ့ဒီလူထုတွေဒီလမ်းသွာလမ်းလာမှာဒီစစ်စေးမင်းမြဲပြီးတော့နှိမ့်ဆက်တယ်ဒီကိစ္စတွေဆိုလို့ရှိရင်လည်းသူတို့ရဲ့ပြောပြချက်အရာကတော့ဒီတက်မတော်စစ်သားတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုတော့သူတို့ရဲ့ပြောပြချက်အရာကျမတို့ကအာဘယ်လိုပြောမလဲအတိလင်းသိရတာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအဲ့ဒါဆိုလို့ရှိရင်ဒီလူမျိုးဖြစ်နေတယ်ပေါ့နော်ဒီ လူမျိုးအခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီးတော့မျိုးမျိုးသမီးတွေကလေးတွေဒီလက်ရှိစစ်ပွဲတွေပေါ့နော်အားလုံးရဲ့ဘလို့အရင်မြစ်ကတော့စစ်ပွဲပေါ့နော်ဟုတ်ကဲ့စစ်ပွဲတွေရက်တန်ရေးပေါ့နော်စစ်ပွဲတွေကဖြစ်နေတာစစ်ပွဲတွေရက်တန်ရေးပြီးအတွက်ကိုရောဘာပြောကြဆိုတော့ကျမတို့အမျိုးသမီးအထုအနေနဲ့ဆိုလို့ရှိရင်အမျိုးသမီးတွေကတော်တော်လေးကိုခံရတယ်ဥပမာရှစ်တန်းမှာအမျိုးသားတွေအသေးခံရတယ်နော်ပေါ်တာဆွဲပြီးတော့အာတေးသွားတယ်ထားလိုက်တော့အိမ်မှာကြံခဲ့တဲ့အမျိုးအမျိုးသမီးကအိမ်ထောင် အောင်ရေးကိုသူကပြန်ပြီးတော့အာဥဆောင်ပြီးတော့လုပ်ရတယ်ဆိုတော့ဒီအမျိုးသမီးတွေပဲအဖက်ဖက်ကနေခံရတဲ့ပုံမှာကျမတို့ကဒီစစ်ပွဲဆိုတာကိုမလိုလားဘူးပေါ့နော်ဒါကြောင့်မို့ဒီအဲစစ်ပွဲတွေရက်ဖို့အတွက်ဆိုလို့ရှိရင်ဒါစစ်မှန်တဲ့ငင်းချမ်းရေးကိုတကယ်တည်ဆောက်ခြင်းနဲ့အာရိုးသားတဲ့စိတ်ရှိပြီးတော့တကယ်ပဲဒီနိုင်ငံရေးဆွေးနွေးပွဲပေါ့နော်ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမြတ်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိုအဲဒါကျင်းပဖို့အရေးကြီးရေပေါ့နော်ဆိုတော့ဒီစစ်ပွဲတွေဒါ အာဆက်ရှိနေမယ်ဆိုလို့ရှိရင်လည်းနှုတ်ဦးနှစ်ဖက်ကတော့ဒီအတေပြောက်တွေများတယ်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင်ကြားနေရတာဒီ Gideon Post ပေါ့နော် DKA ရဲ့ Gideon Post ကိုတိုက်နေတယ်ဆိုတာအာလပေါင်းများစွာရှိလာပြီပေါ့နော်ဆိုတော့ဒီမှာတည်သွားတဲ့ဒီ ဲတမလို့ဖက်ကစစ်သားတွေလည်းအများကြီးရှိတယ်ဆိုတော့သူတို့ရဲ့ကြံခဲ့တဲ့ဒီမိသားစုတွေပေါ့နော်သူရဲ့ကြံခဲ့တဲ့မိသားစုတွေအမျိုးသမီးတွေဘယ်လောက်ထိခံစားရမလဲဆိုတာကျမတို့ကိုချင်းစားတယ်ပေါ့နော်ဆိုတော့ဒီဒီလိုပဲဆက်ပြီးတော့ထိုးစစ်တွေလုပ်ပြီးတော့ဒီရှေ့တန်းမှာဒီအာတခြားနိုင်ငံကရန်သူလိုပဲဆက်ပြီးတော့စစ်အင်အားတိုးချင်နေမယ်တိုက်နေမယ်ဆိုလို့ရှိရင်လည်းဒါဘယ်တော့မှစစ်မှန်တဲ့ငင်းချမ်းရေးဆိုတာမတည်ဆောက်နိုင်ဘူးအဓိကတော့ဒီယုံကြည်မှုပေါ့နော် အာကျမတို့ဒီနှစ်ပေါင်းများစွာကြာခဲ့တဲ့ဒီဗီဒွင်းစစ်ကြောင်းယုံကြည်မှုကတော့တယောက်နဲ့တယောက်မရှိတော့တဲ့အခြေအနေရှိတယ်ဆိုတော့ငင်းချမ်းရေးကိုတကယ်တည်ဆောက်မယ်ဆိုရင်ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်ယုံကြည်မှုတည်ဆောက်တဲ့အချိန်မှာလဲအဲတစ်ဖက်နဲ့တစ်ဖက်အာရိုးသားဖို့ရပြီးလို့ရှိရင်ဒီ respect ပေါ့နော်အမ်ဘယ်လိုလဲတယောက်နဲ့တယောက်ပို့ပြီးတော့အလေးအလေးထားယူတည်လေးစားမှုပေါ့နော်ရှိရရှိဖို့တော့လိုတယ်ပြီးလို့ရှိရင်မျှတဖို့လိုတာပေါ့နော်ဒါတွေကတော့အရေးကြီးရယ်ဆိုတာကျမတို့မြင်ပါတယ် ဒီတစ်ဖက်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီကြေးမုံတို့မြမအလင်းတို့အစိုးရထုတ်ပြန်ချက်တွေပေါ့နော်အဲ့ဒီဒီမှာဆိုလို့ရှိရင်လေဒီဥစ္စာဒီစစ်ပွဲတွေကအစိုးရဘက်ကပြောတော့ဒီတော်လိုင်းဖွဲ့စည်းဘက်ကပေါ့အထူးသဖြင့်ပေါ့ကချင်တို့ဒီပလောင်တို့ဒီ AA တို့ကိုကန်တို့ပေါ့သူတို့ဒီဘက်တွေကနေစတိုက်လို့သူတို့တိုက်ရတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီအစိုးရဘက်ကလည်းအဲ့လိုပြောတယ်ဒီဘက်ကလည်းအစိုးရတိုက်လို့ပြောတယ်အဲ့လိုအဲ့လိုနှစ်ဖက်ပြောနေကြတဲ့ကိစ္စတွေမှာကြတော့ဘာပြောကြလဲဒီအထူးသဖြင့်တော်လိုင်းဖွဲ့စည်းတွေကစတိုက်တယ်သူအစိုးရဘက်က ပြောထားတဲ့ပုံမှာဗာပြောခြင်းဆိုတော့ကျွန်မအနေနဲ့ဒီမှာထောက်ပြချင်တာကအာဘသူဘေဝါကစတဲ့တယ်ဆိုတာကကျမတို့ဒေတာခန်တွေကပိုတည်ရပေါ့နော်ဒေတာခန်တွေကျမတို့ဒီ2017မှာစပြီးတော့အာစစ်ပြန်ဖြစ်တဲ့အချိန်မှာကျမတို့စီမှာဒီကျမတို့ကချင်ဒေတာမှာပေါ့နော်ဒီအာစစ်ချောင်းတွေပို့နေတယ်ဆိုတာဘသူကပို့နေတာလဲပေါ့နော် အဲဒါတွေကလည်းဒါစဉ်းစားချက်စဉ်းစားစရာလိုတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေမှာဒီလူထုတွေကပို့ပြီးရောဒီလူခွင့်ရချိုးဖောက်မှုတွေခံစားနေရတယ်ပေါ့နော်ဆိုတော့အခု အာဒါကြောင့်မို့ကျွန်မဒီနေရာမှာပြန်ပြောထောက်ပြပြီးတော့ပြောချင်တာကတကယ်ပဲစစ်မှန်တဲ့ငင်းချမ်းရေးကိုတည်ဆောက်မယ်နိုင်ငံရေးတွဲဆောင်ဆွေးနွေးပွဲတွေလုပ်မယ်ဆိုလို့ရှိရင်ဒါတည်င်းအမှန်ကိုထုတ်ပြန်ဖို့အရေးကြီးရယ်ဒီတည်င်းအမှန်ကိုထုတ်ပြန်မှပဲအဲပြည်သူလူထုတွေရဲ့စိတ်ဆန္ဒတွေဘာရှိနေတယ်တကယ်ဖြစ်နေတာကဘာတွေဖြစ်နေတယ်ဆိုတော့ကိစ္စတွေကတော့အာအလုံးတိမြင်လာမှာပေါ့နော်ပြီးလို့ရှိရင်အခုအာပြန်ပြီးတော့ အာစတိုက်တယ်စမတိုက်ဘူးဆိုတဲ့ကိစ္စကတိုက်နေကြတာပဲလေအခုကဘယ်လိုပြောမလဲဒီကချင်ဒေတာမှာဆိုကချင်ပြည်ရောမြောက်ပိုင်းရှမ်းတွေမှာရောတိုက်ပွဲတွေကတော့ဖြစ်နေတာပဲဒီတစ်ခါလေးလေးအဲ့လိုမျိုးအဲတိုက်တာမဲ့ပဲ तू ကတိုက်တယ် तू ကစမတိုက်ဘူးဆိုတဲ့ဟာကိုကျွန်မကတော့မဝေဖန်ချင်တော့ဘောနော်စစ်ပွဲတွေကဆက်ဖြစ်နေတဲ့အခါကျတော့လေဆိုတော့အဓိကတော့ဒီအဲတိုက်ပွဲဖြစ်တယ်ဆိုတာတော့ရှိနေတယ်ကျွန်မတို့ဒေတာမှာဒါကြောင့်မို့ အာကျမအနေနဲ့ဒီမှာထောက်ပြပြီးတော့ပြန်ပြောပြောချင်တာကဒီလူထုတွေကိုတက်ကက်ထားပြီးတော့နှိပ်မနှိပ်ဆက်ဖို့ပေါ့နော်မတိုက်ဖို့အာအဲ့ဒါကိုပဲအဓိကကျမအနေနဲ့ထောက်ပြချင်ပါတယ်ဆိုတော့အဲ့ဒီနေရာမှာလေဟိုတည်တင်းရပဲကျွန်တော်မေးတာပေါ့နော်ဟုတ်ကဲ့ဒီအခုတော်လိုင်းဘွဲ့စည်းတွေဘက်ကပြောတော့ဟိုအစိုးရဘက်ကနေလူထုကိုတိုက်တူပြောတယ်ဒီအစိုးရဘက်ကပြောတော့လေအထူးဖြစ်တည်တင်းတို့ပြန်ရင်ဖွဲ့ပေါ့နော်ဒီဒီပြောတော့လေဒီအစိုးရတည်တင်းတို့ပြန်ဖွဲ့ပြောတော့လေဒီ လူလူတွေကိုတိုက်တာပေါ့ကာသမားတွေကိုပြစ်တတ်တယ်လို့ဒီဒီမူဆယ်ဘက်မှာဆိုရင်အဲ့ဒါတော်လိုင်းဖွဲ့စည်းဘက်ကလုတ်တယ်လို့ပြောတယ်ပေါ့ဆိုတော့အဲ့လိုအဲ့လိုနဲ့လုံးလက်ချလဲဖြစ်နေမယ်အနေထားပေါ့လေအဲ့ဒီအနေထားမှာဒီတိုက်ပွဲဖြစ်ပြီးအခုဖြစ်နေတယ်တိုက်ပွဲတွေကြောင်းမလို့မငြင်းချမ်းဘူးအလူဝင်ချုပ်ပေါက်မှုလည်းရှိတယ်အဲ့တော့နှစ်ဖက်ပေါ့နော်နှစ်ဖက်ဆိုတော့အဲ့ဒီနှစ်ဖက်လုံးကိုပြောဖို့အနေမှာနံပါတ်1ပေါ့ဒီတော်လိုင်းဖွဲ့စည်းရေးဘက်ကိုဟိုဘာပြောကြင်လဲမျိုးသမီးတွေကိုစားပြုတ်ပြီးဟုတ်အဲ့ကချင်တို့ ကိုကန်တို့အဲ့လိုအဲ့လိုအခုတိုက်နေတဲ့ပွဲတွေပဲကိုဘာပြပန်ကြားကျင်တာရှိတယ်ဟုတ်ကဲ့ကျွန်မအနေနဲ့ကျွန်မတို့အမျိုးသမီးအတန်အနေနဲ့ပေါ့နော်ပြောချင်တာအများကြီးရှိပါတယ် ဆိုတော့အခုစစ်ဖြစ်တယ်ဆိုတာကလည်းဒီကိုယ့်ရဲ့ data တွေမှာစစ်ကြောင်းတွေပို့ပြီးတော့များလာတဲ့အပေါ်မှာလည်းဒါခုခံပြီးတော့တိုက်ရတဲ့ဟာတွေလည်းအများကြီးရှိရပါတော့เนาะအဲ့လိုမျိုးဖြစ်တဲ့အပေါ်မှာလည်းဒီအမျိုးသမီးတွေကခံရတယ်ဆိုတာအလုံးကအတိပါဆိုတော့ကျမတို့ဒီအမျိုးသမီးထုအနေနဲ့ဆိုလို့ရှိရင်တကယ်ပဲဒီငင်းချင်းရေးကိုပေါ်ဆောင်ဖို့အတွက်ပြည်သူတွေရဲ့အတန်ကိုအဓိကထားပြီးတော့လှုပ်ဆောင်ဖို့အတွက်ကျမပန်ကြားချင်တယ် ဒီလက်နက်ကိုင်ဖွဲ့စည်းတွေပေါ့နော်အဓိကသူတို့သူတို့ကတော်လှန်ရေးလုပ်တယ်ဆိုတာလူထုတွေလည်းအားလုံးသိတယ်အတိမတ်ပြုတယ်ဆိုတော့သူတို့တော်လှန်ရေးလုပ်တဲ့အပေါ်မှာလည်းဒီလူထုတွေရဲ့အတန်နဲ့လူထုတွေရဲ့လိုအပ်ချက်ကိုအဓိကထားပြီးတော့အာလှုပ်ဆောင်သွားဖို့အတွက်ကျွန်မအနေနဲ့ပြောချင်ပါတယ်အဲ့ဒီနေရာမှာဒီတော်လှန်ရေးဖွဲ့စည်းတွေပြောပြီးတော့ဒီတက်မတော်ပေါ့နော်မြန်မာတက်မတော်ရှိရဲ့ဒီနေ့ကအစိုးရအစ်စ် NLD အစိုးရအစ်စ်ဖြစ်လာပြီးဆိုပေနဲ့လူကတက်မတော်ကလည်းအဲသူကတီးတန်းပေါ့နော်ပြည်ရေးရေးတို့ကာကွယ်ရေးတို့ နေဇက်လုံးကြိုကြီးတို့သူတို့ကလည်းအတိတန်ကင်ထားတဲ့အပိုင်းတွေရှိတာပေါ့တက်မတော်ကတချို့နေရာတွေမှာဆိုရင်ဒီကြားလို့ဖြစ်နေတယ်နည်းနည်းပါရှိတယ်ကြည့်တော့တက်မတော်ကိုရောအခုစစ်ပွဲတွေအခုဒီလူခွင့်ချိုးဖောက်မှုတွေဒါတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုချင်းမျိုးသမီးစီယုံထိုင်းနိုင်ငံအနေနဲ့ဒါမှမဟုတ်လည်းဟို WLB နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတွေကိုကိုစားပြုတဲ့အနေနဲ့ပေါ့နော်ဘာများပေါ့တက်မတော်အပေါ်ပြောကျင်တာပန်ချားကျင်တာရှိလဲခင်ဗျဟုတ်ကဲ့ ်တက်မတော်ကိုလည်းပြောချင်တာတွေအများကြီးရှိတာပေါ့နော်ဆိုတော့ပထမအချက်အနေနဲ့ကတကယ်စစ်မှန်တဲ့ရင်းချက်ရေးဖော်ဆောင်ဖို့အတွက်အဲဆိုလို့ရှိရင်တနိုင်ငံလို့အပြစ်ခတ်ရေးဆေးရေးကတော့ဒီတည်ယဝင်ထုတ်ပြန်ဖို့အရေးကြီးရေပေါ့နော်ဆိုတော့ဒီဟာလုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းဒီတိုင်းနာဒေရတွေမှာအာတိုးချဲ့ထားတဲ့စစ်တပ်အင်အားပေါ့နော်ဒါတွေကိုချောချပေးဖို့လိုတယ် ဒီစစ်တပ်အင်အားတွေတိုးချဲ့တဲ့အပေါ်မှာမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုကတော့အိမ်မှာနေနေရင်တောင်မှလုံခြုံမှုမရှိတဲ့အခြေအနေကျွန်တော်တို့ခံနေရတာပေါ့နော်ဒါကြောင့်မို့တစ်အချက်အနေနဲ့ဒါတွေကိုလှုပ်ဆောင်သွားဖို့အရေးကြီးတယ်ပြီးလို့ရှိရင်တကယ်ပဲဒီအဲစစ်တပ်အနေနဲ့ဒီအဲတူဦးနဲ့တူဦးအပြစ်ခတ်ဆိုတဲ့အထဲမှာပေါ့နော်ယုံကြည်မှုတည်ဆောက်ဖို့အတွက်အရေးအရန်အရေးကြီးရပေါ့နော်ယုံကြည်မှုတည်ဆောက်ဖို့ဆိုတဲ့အထဲမှာဒီကျမတို့ဒီပြည်သူတွေအနေနဲ့ရောဒီတတ်မတော်ကိုပို့ပြီးတော့အယုံကြည်လေးစားမှု ရှိလာအောင်တပ်မတော်ကတော့အာလှုပ်ဆောင်ပြရမှာဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့အချိန်တွေမှာလည်းကျွန်တော်တို့အတွေ့အကြုံရပါတော့တပ်မတော်ကပဲဒီလူခွင့်ရချိုးဖောက်မှုတွေအများကြီးလုပ်ခဲ့တဲ့အပေါ်မှာသူတို့အနေနဲ့ဒါတွေကိုဝန်ခံဖို့လိုတယ်အမှန်တရားကိုဝန်ခံပြီးတော့ဒါတောင်းပန်တည်ရင်လည်းတောင်းပန်ဒါအရင်အရင်ဆိုရလက်ထက်တရားဖြစ်လာတယ်အရင်ဆိုရလက်ထက်ကဖြစ်တဲ့ကိစ္စတွေပေါ့နော်ပြီးလို့ရှိရင်အခုလက်ဆက်ဖြစ်နေတဲ့လူခွင့်ရချိုးဖောက်မှုအပေါ်မှာအာဖုံးကွယ်ခြင်းမလုပ်ပါနဲ့ပေါ့နော်ဖုံးကွယ်ထားခြင်းမလုပ်ပါနဲ့တကယ်ကျူးလွန်တဲ့သူကိုအပြစ်ပေးပါ ်အပြစ်ပြေးတယ်ဆိုတဲ့အထဲမှာနောက်အဲ့လိုမျိုးဆူဆူဝါးထမဖြစ်အောင်ပေါ့နော်ဆူဆူဝါးထမဖြစ်အောင်ဒါတားဆီးကောက်ွယ်တဲ့အနေနဲ့အဲဒါလုံးပြဖို့လိုတယ်ဆိုတာတတ်မတော်ကိုပြောချင်တာပေါ့နော်ပြီးလို့ရှိရင်တတိယချက်နဲ့ဆိုလို့ရှိရင်ဒီတတ်မတော်အနေနဲ့တကယ်အဲလုံးရမဲ့အဲအချက်လို့ကျမတို့မြင်တာက တကယ်တိုင်းရင်းသားပြည်သူလူထုရဲ့အတန်ကိုအလေးထားပြီးတော့အာ လေးစားနိုင်လိုက်နာပေးဖို့ပေါ့နော်ဒီတိုင်းသားလူထုရဲ့အတန်ဆိုတာကလည်းဒီအဲအားလုံးခံစားချက်ကြောင့်ထွက်လာတဲ့အတန်တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီအတန်တွေကိုအာမတိချင်ရောင်ဆောင်မချချင်ရောင်ဆောင်မနေပါနဲ့ပေါ့ပြီးလို့ရှိရင်ဒီတည်င်းအမှန်တွေကိုအမှန်တည်းထွန်းလို့ဖို့အရေးကြီးရဲဆိုတာပေါ့နော်ဒါမှပဲယုံကြည်မှုဆိုတာတည်ဆောက်လို့ရမယ်ဒါမှပဲကိုယ့်ရဲ့ နိုင်ငံမှာငင်းချမ်းတဲ့တကယ်ကျမတို့လိုချင်တဲ့စစ်မှန်တဲ့ငင်းချမ်းရေးဆိုတဲ့ဟာကိုတိဆောက်လာနိုင်မှာ ဖြစ်တာပေါ့နော်ဒီတည်င်းအမှန်ကိုဖုံးကွယ်ထားတယ်ဆိုတာကတော့အဲဘယ်တော့အခါမှဒီငင်းချမ်းရေးဆိုတာကအာမလန်းနိုင်ဘူးပေါ့နော်ကျမတို့အနေနဲ့ဒါကိုပြောချင်ပါတယ်